ဟေ့လှုပ်နေလှုပ်နေကအလင်းလှုပ်တော့လည်းပဲစိုက်စီရဖျားမပြုတ်ပြက်ရခြင်းရဲ့အကြောင်းလေးကိုဥဒင်းတိတော်မြတ်ပဲပြေးခြင်းပါလေအစင်လာအပြည့်တော့တမိုင်းအရာတော့ဥစဉ်တို့ရဲ့စိုက်စီရဖျားကလုံခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကတည်ရှိနေတာဖြစ်ပါတယ်သို့တော့အဲ့ဒီကာလတည်းမှာငလင်းတွေဘလောက်ပဲလှုပ်လို့စိုက်စီရဖျားကဘယ်တော့မှ ပြိုခဲ့ပါဘူး။ဒါဘာကြောင့်လဲ။ဦးဇင်ဗုဒ္ဓဘာသာမင်းရဲ့ဘာသာရေးယုံကြည်ချက်ကကြတော့ကြတော့ဟိုနတ်ပြမာတွေရဲ့စောင့်ရှောက်မှုကြောင့်ပေါ့။မြတ်စွာဘုရားရဲ့ဆန်တော်အစ်စ်ကိုထာပနာတိအတွက်ကြောင့်နှကောင်းနှမြတ်တွေစောင့်ရှောက်ထားပြီးအတွက်ကြောင့်ဒီကြိုက်တိုးသေးတိုးမြကြီးကမပြိုကြတာပါ။သူကတဘာဝပညာရဆိုလို့ရှိရင်တော့သူကအလွန်သူ့ရဲ့အဲ့ကြောက်တုံးရဲ့အတွင်ထဲမှာ နော်အလွန်တည်မြဲခိုင်ခန့်တဲ့အဲ geological stability ဆိုတာရှိပါတယ်တည်မြဲမှုပေါ့အဲ့ဒီတည်မြဲမှုကအဲ့ဒီဒေဒီမှာရှိတယ်ပြီးတော့သူကကြောက်တုံးနဲ့အောက်ခံရဲ့ဂျားမှာလဲသူကတံမိတ်လိုက်ခဲ့လို့တဘာဝ simulation ရှိတယ်ဘလောက်မှမရွေ့ဘူးဘလောက်ပြောင်ပြောင်မရွေ့ဘူးအဲ့ဒီအရာအဲ့ဒီကြောက်တုံးနဲ့အောက်ခံရဲ့ဂျားမှာရှိပါတယ် ီးတော့တန်တာအော့ gravity ပေါ်ဆွဲငင်အားအလဲကလည်းသူကအဲ့ဒီကြောက်တုံးကရတည်နေတာအဲ့ဒီကြောက်တုံးရဲ့ထဲမှာတည်နေတယ်ဒါကြောင့်သူကအဲ့ဒီဒေဒီရမြတ်ကဘလောက်ပဲငလင်လွတ်လွတ်လေးတိုက်တိုက်မရွေးတာဖြစ်ပါတယ်အလုံးကိုကျေးဇူးများကြီးတင်ပါတယ်